မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထဝယ်မြို့နယ်ချက်စားပြင်ကနားလန်တွင်အထိုင်ချတပ်ဆွဲထားသောစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုဗျူဟာမှုအပါအဝင်၁၁ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် တနင်္သာရီတိုင်းဒဝဲမြို့နယ်ကျက်စားပြင်ကန္နာလန်တွင်အထိုင်ကျတက်ဆွဲထားသောအကြံဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာဖြူဟာမှုအပါအဝင်၁၁ဦးသေဆုံးခဲ့ကြောင်း Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါသည် မေလ30ရက်နေ့ညနေ6:59မိနစ်ခန့်တွင်ဒဝဲမြို့နယ်ကျက်စားပြင်ကနလန်တကွန်၅စီအနီးတွင်အထိုင်ကျတက်ဆွဲ၍လောင်းလုံးမြို့နယ်ဘက်ကိုလက်နက်ကြီးများဖြင့်ပစ်ကူနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ရင်တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှပြူဟာမှုအပါအဝင်စစ်တပ်ဦးထေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကတော်လရေးတပ်ဖွဲ့ဝင်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် စစ်ခွေးသေးစရင်ကတော့ထတ်တိုးတော့မရှိပါဘူးအင်းအားကတော့သူတို့ရောက်လာတာ15កောင်ပဲရှိတယ်ကျွန်တော်တို့တိုက်ခိုက်မှုအတွင်မှာဖြူဟာမှုအပါဝင်စတက်ဦးသေဆုံးတယ်လို့သိရတယ်ဟု Special Guerrilla Force အထူးပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုအထူးပျောက်ကြားတပ်ဖွဲ့ Special Guerrilla Force နဲ့ပင်လယ်ကျဲတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးတမူးတွင်ကင်းလေစစ်ကြောင်းနှင့်တနင်္သာရီတွင်ရိတ်ခါပိုစစ်ကြောင်းတို့ကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိများအပါအဝင်၅ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။သကိုင်းတိုင်းတမူးမြို့တွင်ကင်းလေနေသည့်အကြံဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်ဗိုလ်တအူအပါအဝင်စစ်သား၃ဦးသေဆုံးခဲ့ကြောင်းဇိုးအာမီမှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောဆိုပါတယ်။ ဇွန်လ9ရက်နေ့မိုးလယ်12:15မိနစ်ခန့်တွင်ထမူးမြို့၌ခင်းလှည့်နေသည့်အကြံဖက်စစ်ကောင်စီတပ်သားများကိုဇိုးအာမီတပ်ဖွဲ့မှရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ယင်းတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှစစ်ဗိုလ်တအုပ်အပါအဝင်စစ်သား3ဦးသေဆုံးခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ကျွန်တော်တို့ဇိုးအာမီကလက်နက်ကြီးမရှိလို့အဝေးပြစ်လက်နဲ့ကိုပိုင် ထုတ်လုပ်ထားတာနဲ့တိုက်ခဲရပါတယ် ။တန်းတန်း၁၀လဲနဲ့အင်အားကတော့၂၀လောက်ခန့်ပါ။လှည့်ကင်းလှည့်နေတဲ့အချိန်မှာစစ်ခွေးတွေဘက်ကနေပြီးတော့ပြန်လည်ပြစ်ခတ်တာတော့ရှိတယ်။အပြန်အလှန်ပြစ်ခတ်တာမိနစ်၄၀လောက်ကြာပါတယ်။အခုလိုမပြည့်စုံတဲ့လက်နဲ့ခရမ်းကြတဲ့ကနေအခုလိုတိုက်ခိုက်ခဲ့တာအရင်လဲဇိုးအာမီအတွက်ခုံယူပါတယ်ဟုဇိုးအာမီမှတာဝန်ရှိသူတအူးကပြောပါတယ်။ထို့ပြင်တနင်္သာရီမြို့နယ်တိန်ခွန်ရွာဘက်ကို ရိတ်ခါနဲ့လူအင်အားဖြည့်ရန်တက်လာသည့်အကြံဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာအရာရှိနှစ်ဦးသေဆုံးခဲ့ကြောင်းထောင်မန်ဒီပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ30ရက်နေ့နနက်6:55မိနစ်ကတည်းကတိန်ခွန်းရွာဘက်ကိုရိတ်ခါနဲ့လူအင်အားဖြည့်ရန်တက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတမုတ်ချုံရွာတွင်တော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ရှင်းနေမိုးလဲ3နာရီ10မိနစ်ခန့်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးညနေ6နာရီ30မိနစ်ခန့်ကတိုက်ပွဲအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ထိုထိတွေ့တိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်ဘက်မှအရာရှိ2ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိကထော်လန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမြိတ်ခရိုင်တပ်ရင်းနဲ့တက်ခွဲနှင်းမြိတ်ခရိုင်တပ်ရင်းတင်တနင်္သာရီကိုနေပါခါပါတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းတနင်္သာရီကိုနေအတွင်ဖြစ်ပေါ်နေသောစစ်ရေးအခြေအနေများအရာဒေသပြည်သူများခရီးသွားပြည်သူများအနေဖြင့်သတိရှိစွာသွာလာနေထိုင်ပေးကြပါရန်တောင်မန်ဒီပြည်သူကာကွယ်ရေးအဖွဲ့ကသတိပေးနှိုးဆော်ထားပါသည် ဆက်လက်ပြီးနှထိုးကြီးမျိုးနဲ့ဝက်လူရဲစခန်းကိုစစ်ကူလာသည့်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီး၂ဦးဖမ်းပြီးစစ်မှုရန်တပ်သားသည့်၈ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းနှထိုးကြီးမျိုးနဲ့ဝက်လူရဲစခန်းကိုစစ်ကူလာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီး၂ဦးဖမ်းပြီးကစစ်မှုရန်တပ်သားသည့်၈ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းနှထိုးကြီး PDF မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ဇွန်လ3ရက်နေ့တွင်နနက်7:00နာရီခန့်တွင်ဖွဲ့လူနေမည်ရဲစခန်းတိုင်တိုက်ပွဲကိုစစ်ကူလာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုထိုလန်ရေးတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီးစစ်တပ်စစ်ကြောင်းမှစနိုက်ပါတအုပ်နှင့်တပ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းထို့ပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှထွက်ပြေးလာသောစစ်မှုရန်တပ်သားသစ်ရှိဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရပါသည်။ တိုက်ပွဲအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှလက်နက်ခဲယမ်းများနဲ့စစ်ကောင်စီတပ်သားမတအလောင်းတလောင်းကိုလည်းတင်းစီရရှိခဲ့ကြောင်းသိရပါတယ်။ ကျွန်တော်တို့ဖြစ်ခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီနဲ့စစ်မှုထမ်းဥပဒေနဲ့ခေါ်လာတဲ့ပေါ်တာဆွဲလာတဲ့လူငယ်တွေများတယ်ပေါ့နော်။အဲ့ဒီလူငယ်တွေအနေနဲ့ရတဲ့နီးနဲ့ကျွန်တော်တို့ပြည်သူရင်ခွင်ဘက်ကိုဒါမှမဟုတ်ပြည်သူကာကွယ်ရေးတပ်မတော် PDF အဖွဲ့အစည်းတွေဘက်ကိုပဲဖြစ်ဖြစ်ထွက်ပြေးတာတွေကျွန်တော်တို့တိုက်ပွဲနဲ့ဖြစ်တဲ့အခါမှာလက်နက်ချတာတွေဒါမျိုးတွေလုပ်ဖို့ကျွန်တော်တို့ဘက်ကတိုက်တွန်းလိုပါတယ်ဟုနှထိုးကြီး PDF မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုကိုမြင့်ဆောင်အညာမြေ operation အဖြစ်မြင်းချန်ခရိုင် MLA တပ်ရင်းမြင်းချန်ခရိုင် MAT 30တပ်ရင်းနဲ့အတူမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီစနိုက်ပါတအူးနဲ့တပ်သားတအူးတို့ကိုကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအတွင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ စစ်ကောင်စီစနိုက်ပါတပ်ဖွဲ့ဝင်တအူနဲ့တပ်သားတအူတို့ကိုဖမ်းဆီးခဲ့ပြီးပေါ်တာဆွဲခံရ၍စစ်ကြောင်းထဲပါလာသည့်အာရမစစ်မှုထမ်းရသူ၈ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းမြင်းချန်ခရိုင်တရင်လေးနှင့်တဆယ်ပြောရေးဆိုခွင့်ရှိသူကိုစိုးအောင်ကသတင်းဌာနသို့ပြောပါရယ် ်ခိုးမြင့်သောအညာမြေစစ်စင်ရေးအဖြစ်အကြံဖက်စစ်ကောင်စီအားမြင်းချန်ခရိုင်အမှတ်လေးတပ်ရင်းမြင်းချန်ခရိုင်အမှတ်၁၀တပ်ရင်းနဲ့အတူမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရမှာစစ်ကောင်စီတပ်သားများကိုဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့မေလ15ရက်ကဝယ်လူစခန်းသို့စစ်ကူအဖြစ်ရောက်ရှိလာသောစစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ခဲ့ရာရင်းစစ်ကြောင်းမှထွက်ပြေးလာသောစစ်မှုထမ်းစေခိုင်းရန်အတင်းအဓမ္မပေါ်တာဆွဲခံရသောလူငယ်ရှိဦးကိုကနအူးကဲထုတ်ခဲ့ကြောင်းသိပေးထားပါတယ်။ပေါ်တာဆွဲခံရတဲ့သူတွေကစစ်ကောင်စီစစ်မှုထမ်းအပတ်စဉ်၉ပါမယ်အပတ်စဉ်၁၀ပါမယ်နေပြီးတော့တာချီလိပ်အေယော်ဒီတိုင်းဘက်ကလူတွေဖြစ်ပါတယ်ဟုငင်းချန်ကရိုင်တက်ရင်ကတာဝန်ရှိသူကပြောပါတယ် ်ထို့နောက်အကြံဖက်စစ်ကောင်စီတပ်ဤစနိုက်ပါတအူတပ်သားတအူတို့ကိုငင်းချန်ခရိုင်အမတ်လေးတရင်နဲ့အမတ်၁၀တရင်တို့ကလက်ဝဲဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြပါတယ်ဖြစ်ခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့ခေါ်လာတဲ့ပေါ်တာဆွဲလာတဲ့လူငယ်တွေများတယ်လူငယ်တွေအနေနဲ့ရတဲ့အနေနဲ့ပြည်သူရင်ခွင်ဘက်ကိုဒါမှမဟုတ်ပြည်သူကောက်ွယ်ရေးတက်မတော့ PDF တွေစီထွက်ပြေးတာတွေလက်နက်ချတာတွေလုပ်ကြပါဟုခုဆိုးအောင်ကတိုက်တွန်းထားပါတယ် ထို့ပြင်ဇွန်လ3ရက်ထိတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၄ဦးထံမှနေထေဆုံးပြီးတိုက်ပွဲအတွင်းစစ်ကောင်စီထံမှခေရန်အချို့နဲ့ရန်သူအလောင်းတလောင်းသိမ်းဆည်းရရှိခဲ့တယ်ဟုဆိုပါတယ်။ပြီးခဲ့တဲ့မေလ15ရက်မှစ၍မြင်းချံနှထိုးကြီးတောင်သားနဲ့ငန်းစုံမြို့နယ်တို့မှစစ်ကောင်စီဂိတ်စခန်းများကိုတပြိုင်တည်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှထေဆုံးသူ90တပ်မင်းရှိကလက်နက်28လက်သိမ်းဆည်းရရှိကြောင်းကိုမြင့်ဆောင်အညာမြေစစ်စင်ရေးကထုတ်ပြန်ထားပါတယ်။ မြင်းချံမြို့နယ်ရှိစီမီကုံရဲစခန်းတောက်ပြူရွာပြူစခန်းတောင်ရှိခိတ်အထိုင်စခန်း18ရက်ွက်နှင်ခရိုင်ထွေအုံယုံနှထိုးကြီးမြို့နယ်ရှိဝက်လူရဲစခန်း gas pipeline နှင့်မြို့မစခန်းစီရွာအနီးစစ်ကြောင်းတောင်သာမြို့နယ်တွင်ထနောင်းကုန်းဖြူရွာစခန်းမြို့ဝင်ခိတ် gas pipeline နှင့်ငန်းစုံမြို့နယ်ရှိမြို့ဝင်ခိတ်မြို့သာပန်ဆောင်ကင်းစခန်းတို့ရှိ စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်